ံ၅ပါးမှာအပြည့်အကြီးဆုံးကံလေးရယ်။ဘာကြောင့်အဲ့လိုအပြည့်ကြီးရသလဲဆိုတာအလွယ်တကူအခုခေတ်မှာကျူးလွန်နေကြလို့အဲ့ဒါလေးနဲ့ပတ်သက်ပြီးအကျယ်တဝင့်လူငယ်များ လူကြီးတွေရောပေါ့ဗျာအကုန်လုံးတွေမိန်တော်မူပေးပါဗျာ။အဲ့တော့ကံ၅ပါးထဲမှာတချို့ဒီလောကမှာပြောများတာကတော့သူရမေရိယကံကိုတော့ပြောကြတာပေါ့နော်သူရမေရိယကံဒီ ဒါအပြစ်ကြီးဆုံးပဲပြောတယ်မဖြစ်လို့လဲဆိုတော့အတူရာမီရိယာကမူးသွားပြီဆိုလို့ချင်းကိုယ်စိတ်ကိုကိုယ် control လုပ်လို့မရတော့မထိနိုင်တော့ဘူးထိနိုင်တဲ့အတွက်ကြောင့်ကျန်တဲ့သီလတွေကိုလည်းချိုးဖောက်နိုင်တယ်ဒီလိုပြောတယ်ဒါကတော့ပုံသေးပြောလို့မရဘူးလေတချို့အရင်မူးလာပေမဲ့ဘုရားကုံတော်တွေဘွားချင်းဘွားနေလူကရှိသေးတာတချို့ရှိတချို့ရှိတယ်ဘုရားဆိုင်ဘုရားရှိသွားထိုင်ပြီးတော့လေရသမျှဘုရားသားတွေရုပ်အော်ချင်းအော်နေတာလေအဲ့တော့အရင်မူးလာတိုင်းမကောင်းမှုတွေကိုလုပ်တယ်လို့ပြောလို့မရဘူးပေါ့နော် အဲ့တော့ဒါကလောကီမှာပြောနေတဲ့ကိစ္စပြောတာပါဘုရားဟောပိဋကတ်ထဲမှာအဲ့ဒါမပါပါဘူးကံကဥစ္စလုံးငငယ်တော့ကလည်းဖတ်ဘူးတယ်အဲ့ဒါကံ၅ပါးထဲမှာသူရမေရိယကအကြီးဆုံးဆိုတဲ့ပုံစံမျိုးနဲ့ရေးတာတွေဖတ်ဘူးတယ်ဒါပေမဲ့ပိဋကတ်ထဲမှာအဲ့ဒါလိုက်ချာကြည့်တော့မရှိဘူးပိဋကတ်ထဲမှာသူရမေရိယတဲ့အကြီးဆုံးဆိုတာမရှိဘူးအဲ့တော့ဘာပဲရှိလဲဆိုတော့အဲ့ဓမ္မပဒထဲမှာအဲ့တော့ မုဒဝါဒိတဇန်တုနောဝိတိဏပရလောကတနတိပပံအာဂရိယံဆိုတာဓမ္မပဒထဲမှာဟောထားတာမှန်လားပါမုဒဝါဒိတဇန်တုနောဆိုတာအလိညာပြောနေတဲ့တတဝါတွေဟာဝိတိဏပရလောကတတမလွန်လောကကိုလည်းအယုံကြည်မရှိဘူးတမလွန်လောကကိုလည်းကြော်လွန်သွားတယ်ဆိုတော့အဲ့ဒီပုဂ္ဂိုလ်မျိုးကနတိပပံအာဂရိယံဆိုတာမကောင်းမှုမလုပ်ရဲတာဘာမှမရှိဘူးအကုန်လုပ်ရဲတယ်ပေါ့နော်မှန်ပါပါအဲ့လိညာပြောတဲ့ပုဂ္ဂိုလ်ကအရက်တောက်လားဆိုမတောက်ဘူးပြောတောက်ရင်တောက်ပြီးတော့မတောက်ဘူးလို့လည်ရင်လိမ့်ပါလေ ဟုတ်တယ်မလားနောက်သူတစ်ပါးတက်ကိုတတ်ထားပါရဲ့တဲ့မတက်ဘူးလို့သူလိမ့်မှာပဲနိဘာလို့သူကဘူးတလုံးခံပြီးတော့အကုန်မဟုတ်တာတွေကိုလှုပ်ရဲတယ်လှုပ်နိုင်တယ်ပေါ့နော်မှန်ပါပါအဲကြောင့်မြတ်စွာဘုရားကတော့အဲ့ဓမ္မပဒထဲမှာအဲ့ဒီမကောင်းမှုဒီတိလ၅ပါးထဲမှာမူတာဝါဒကတော့ဒါအခုသူအားလုံးကိုလုံနိုင်တဲ့အတွက်ကြောင့်ဒါအပြစ်ကြီးတယ်ဆိုတဲ့ပုံစံမျိုးဓမ္မပဒထဲမှာခေါ်ထားတာမှန်ပါပါတာဒကတော့ဘသူကိုထုတ်တယ်လဲဆိုတော့ဇိမ်သမာနကိုတာဒကထုတ်ထားတာမှန်ပါပါခင်ဗျာ အလွန်ကြီးကျယ်မြင့်မြတ်တဲ့အတုမရှိမြတ်စွာဘုရားကို စေစမာနမဟုတ်မဟက်ဆွဆွဲပုတ်ခတ်တာလေနန္ဒမုဒဝါဒလင်ညာပြောဆိုတဲ့ပုဂ္ဂိုလ်မို့လို့ဒီကံကိုလွန်ကျူးရတာလေပါမန်လူတယောက်ကဘုရားရှင်ကိုဆွဆွဲဖို့တော့မဖြစ်နိုင်ဘူးအဲ့တော့မဖြစ်နိုင်အလွန်ကြီးမြတ်တဲ့ပုဂ္ဂိုလ်လေယနေ့ခေတ်မှာတော့မှဂျန်တမန်လို့ခေါ်တဲ့လူကျူးလူကောင်းတွေကဘာသာတစ်ခုဘာသာတစ်ခုမစောခေါဘူးမှန်ပါပါကိုယ့်ဘာသာကိုယုံကြည်ရကိုကိုယ်ရတယ်ဆိုတဲ့အနေနဲ့နေကြတာလေအခုကအလွန်ကြီးမြတ်တဲ့သူများကိုးကွယ်နေတဲ့ဘုရားသခင်ကို နော်မို့ချိုးမြချိုးနဲ့ဒါမကြောက်မနာတာစကားနဲ့စေစမာနဲ့လာဆွဆွဲရဲတယ်အဲ့လိုဆွဆွဲရဲတာဘာကြောင့်လဲဆိုတော့မုဒါဝါဒကြောင့်မှန်လားပါအဲ့တော့ဒါကိုထောက်ပြီးတော့မြတ်စွာဘုရားကမလုံရဲတဲ့အကုသို့မရှိဘူးမုဒါဝါဒကြောင့်အလွန်ကြီးတဲ့ဘုရားရှင်ကိုဆွဆွဲတဲ့အကုသို့ကံတော့လုံရဲတယ်ဒါကြောင့်ကံ၅ပါးထဲမှာအပြည့်အကြီးဆုံးပြောပါဆိုရင်တော့ဒါဘုရားအလိုဓမ္မပဒမှာဆိုရင်တော့မုဒါဝါဒကံပေါ့နော်မုဒါဝါဒကံဟုတ်မှန်လားပါဗျာတချို့က အော်အရက်သေးစားတော့မတော့ဘူးဘီယာလည်းမတော့ဘူးတခြားဆေးကြောက်တွေပါလည်းမတော့ဘူးလိန်နာလေးပေါ့နော်အဲ့လိန်နေဆိုတဲ့နေရာမှာလည်းဟိုခုနဇိန်သမာနလိုအရန်ကြီးမားတဲ့လိန်နာမျိုးမဟုတ်လဲတချို့ခလေးတွေမှာဘာဖြစ်လဲဆိုတော့သေး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 လေးတွေမှာလိန်နဲ့အလေးအကျင့်ကြီးရယူစုဖြစ်သွားတော့သူ့ရဲ့ second nature ကိုကလိန်နေတာလေးဖြာဆိုတော့အဲ့ဒီလိန်နေတယ်ဆိုတဲ့ဟာကိုပါတယ်လို့ ကိုကိုကိုပားနေပါလားဒီမူတာဝါရာကိုကျူးလွန်နေပါလားလို့ကိုမထင်တော့တဲ့အချိန်အဲ့လိန်နာကြီးကအာသူ့ရဲ့အဲ့ဒီလိုစကန်လေးချဖြစ်သွားမယ်ဆိုရင်သူတကယ်သစ္စာသိလွတ်မြောက်ခြင်းတဲ့အချိန်မှာအဲ့ဒီမူတာဝါရာကံကသူ့ရဲ့သစ္စာသိရေးအတွက်လာပြီးတော့မှပိတ်ပင်တားဆီးတဲ့အတားဆီးတစ်ခုဖြစ်သွားနိုင်ပါလားဖျားသူကအဲ့ဒီမူတာဝါရာက2မျိုးရှိတယ်ပေါ့နော် မှန်လားဟိုတမျိုးကသူတော်ဘာအကျိုးစီးပွားကို ထိခိုက်ပျက်စီးစေတဲ့အမူတာဝါဒနောက်တမျိုးကြတော့သူကသူတော်ဘာအကျိုးစီးပွားကိုမထိခိုက်ဘူးသူကကြီးစရာမောစရာနေနဲ့ပြောလိုက်တဲ့ဟာမျိုးလည်းရှိတယ်မှန်လားသူများစိတ်ချမ်းတောင်းပြောပြလိုက်တာမျိုးရှိတယ်မှန်လားပါခင်ဗျာအဲ့တော့တီလာနဲ့ပတ်သက်လာရင်တော့ဘာပဲလိန်လိန်သူကတီလာပြတ်တာပဲမှန်လားပါကြီးစရာနေနဲ့လည်းမပြောရအောင်တီလာပြတ်တယ် အဲ့တော့အကုသို့ကံဖြစ်မဖြစ်ဆိုတာကတော့သူတို့ဘာအကျိုးစီးပွားကိုပျက်စီးစေတယ်ထိခိုက်စေတယ်နော်အဲ့ဒီထိခိုက်စေလို့ရှိရင်တော့အဲ့ဒါမုသဝါဒကံဒုစရိုက်ကံမြောက်သွားတာပေါ့တိလာလည်းပြတ်တယ်တိလာလည်းပြတ်တယ်ကံလည်းမြောက်တာပေါ့နော်အဲ့ဒါမျိုးကြတော့အပေဒုက္ခတိအကျိုးပေးနိုင်တယ်အပေဒုက္ခတိတချို့ဆရာမတွေဆိုရင်လူနာစိတ်ချမ်းသာအောင်လို့ဟာဒီယောဂါဘာမှမဟုတ်ပါဘူးခဏလေးကောင်းသွားမှာပါလို့လားစိတ်ချမ်းသာအောင်ပြောပြရတာမျိုးရှိတယ်ဒီလိုပြောလိုက်လို့ကြောင့်လူမမမှာဘာမှထိခိုက်မှုမရှိသွားဘူးလေအဲ့ဒါကြောင့်အဲ့ဒါမျိုးကြတော့တိလာတော့ပြတ်သွားတာအဲ့ဆရာမက မုဒ္ဒဝါဒသီလပြတ်တယ်ဒါပေမဲ့မုဒ္ဒဝါဒဒုစရိုက်မဖြစ်သွားဘူးပေါ့နော်ဒါအဲ့လိုမျိုးခွဲပြောမယ်အဲ့တော့ခုနကဆရာလေးမေးတဲ့အထက်မှာဒီမုဒ္ဒဝါဒကြောင့်တစ္ဆာတရားထိခိုက်မှုရှိမရှိဆိုတဲ့နေရာမှာဟိုတစ္ဆာလေးပါးတရားကိုသိချင်းကိစ္စခဏတာဘာလို့မင်းကုန်းဆရာတော်ကြီးဘုရားကြီးပြောတာတခုရှိတယ်ဒီနှစ်ခေတ်ဟိုတစ္ဆာဆိုတဲ့အခါဘာလို့မစူးတာလဲဆိုတဲ့ပြဿနာတက်လားရှစ်ခေတ်တော်ဆိုရင်တစ္ဆာဆိုတယ်ဆိုရင်စူးချတယ်လေ တိသစ္စာဟုတ်တယ်ဂတိသစ္စာဒီတော့ခါပဲကျွန်တော်အဲသစ္စာတွေဆိုလို့ချင်းထိရောက်တယ်ပေါ့နော်ဒီနေ့ကဘာလို့မထိရောက်လဲဆိုအဲ့မူတာဝါဒပြဿနာပဲမှန်ပါပါဘုရားဒီပဇက်ကြီးကမူတာဝါဒအများနဲ့ပြောနေတဲ့ပဇက်ကြီးလေအဲ့တော့ဆိုလိုတာကမတူဦးဇင်းတို့အများနဲ့ပြိပဋ္ဌာန်ယူနေတဲ့ပဇက်ဆိုရင်အာနိသင်ထက်တယ်မှန်ပါပါဘုရားဆိုလိုတာကအခိုးအငွေ့ထုံထားတဲ့ဟာဆိုလို့ချင်းနော်သူကပို့ပြီးတော့အာနိသင်ထက်တယ်ဆိုတာမျိုးလေးစေးတွေပါတွေစိန်တဲ့ခါမှာဆိုရင်လည်းတရက်စိန်တဲ့စေးနဲ့ရပေါင်းများစွာစိန်တဲ့စေးမတူဘူးလေမှန်ပါပါဒီတိုင်းပဲကိုယ့်ရဲ့ပဇက်က နေ့စဉ်နဲ့အမြမုဒ္ဒဝါဒကိုမထဲနဲ့သုံးနေတဲ့ပါဇက်ကတကယ်သစ္စာဆိုတဲ့အခါကျတော့မစွမ်းတော့ဘူးမထီရောက်ဘယ်မထီရောက်တော့ဘူးပေါ့အဲ့တော့မုဒ္ဒဝါဒပါဇက်ကြီးနဲ့သစ္စာဆိုတော့ဘယ်လိုလိုစွမ်းမှလဲတဲ့မင်းကွန်းဆယ်တော်ဘုရားကြီးကဒါကြောင့်ကျွန်တော်သစ္စာဝစီသစ္စာစွမ်းအောင်လုပ်ချင်တယ်ဆိုရင်တော့ကိုယ်ပါဇက်ကိုမုဒ္ဒဝါဒကိုပြောပြအောင်ထိန်းမှန်ပါပါနော်အဲ့တော့အဲ့ဒါလေးသတိပြုစရာနောက်တစ်ချက်ကခုနကလူငယ်တွေကဟိုမုဒ္ဒဝါဒကိုအလွယ်တကူပြောတယ်ရည်စရာမောစရာနေနဲ့လည်းပြောတယ်ဆိုတော့အဲ့ဒါကချောင်ချင်တက်တယ်ဘာလို့ချောင်ချင်တက်တယ်လဲဆိုတော့ မြတ်စွာဘုရားကအနုမတ္တိတို့ဝိဇေတို့ဘုရားတတ်တာဝင်ဆိုတာအနုမျိုးတပွဲသေးငယ်တဲ့အဖြစ်ကလေးကိုတောင်မှမြင့်မော်တောင်လိုဘေးလိုရှုပြီးတော့ခြောက်ကျင်ရမယ်ကျင့်သုံးရမယ်လို့ပြောထားတယ်။ဘာဖြစ်လို့အဲ့ဒီစကားကိုပြောတယ်လဲဆိုတော့သူကတေးသေးလေးတွေကိုလွန်ကျူးလာတဲ့ပုံကိုယ်တွေကအကြီးတွေကိုလွန်ကျူးဖို့မခက်တော့ဘူး။ခက်ခဲတော့။ဆောင်းစည်းရဲဆိုတာတေးသေးလေးကိုဆောင်းစည်းမှသာလေသူဆောင်းစည်းမှအာသိပ်ကောင်းတယ်။မှန်တော့ပါဗျာ။နော်။အဲ့တော့ဆိုလိုတာကဆောင်းစည်းလေးရှိတဲ့ပုံကိုယ်ဒီជីជីမမတွေကိုလည်းဆောင်းစည်းဖြစ်တယ်။ ဲ့တော့သေးသေးလေးကိုလုံချိုးနေတဲ့ပုံကလည်းကြီးကြီးမားမားကိုလုံချိုးဖို့အခက်အခဲမရှိတော့ဘူး။ဒါကြောင့်ဒီအသေးလေးကိုတော့မှဆောင်စည်းပါတယ်ဆိုရင်သူ့အတွက်ကတော့အကုန်လုံးကဆောင်စည်းဖို့လွယ်သွားတယ်။မှန်ပါပါ။ဒါကြောင့်လူငယ်တွေကိုကျွန်တော်ပြောချင်တာကသူများကိုမထိခိုက်ဘူးဆိုပေမဲ့လည်းမူတာဝါဒကိုမလိုအပ်ဘဲနဲ့မပြောတင်ဘူး။မှန်ပါပါ။တက်နိုင်တဲ့များဆောင်စည်းစေချင်တယ်။မှန်ပါပါ။ဆောင်စည်းမှုတန်ဘရဆိုတာအရေးကြီးတယ်။မှန်ပါပါ။ဟမ်အဲ့ဆောင်စည်းမှုတန်ဘရကြောင့်ပဲဦးဇင်းတို့စိတ်ထဲမှာကုသိုလ်ဆိုတာတိုးသွားတာပဲ။မှန်ပါပါ။ဆောင်စည်းမှုတန်ဘရမရှိတဲ့အခါမှာအကုသိုလ်စိတ်ဖြစ်တာပဲ။မှန်ပါပါ။နော်။ အဲ့တော့ဒါကဦးဇင်းတို့ဒါမက်ဆာဘုရားကတင်းတင်းလေးကိုဘာဖြစ်လို့ဆောင်းထိန်ခိုင်းတယ်လဲဆိုတော့အကြောင်းမျက်ချက်ပဲလာတာမှန်လားပါနော်တင်းငယ်ပေမဲ့မက်ဆာဘုရားကထိန်ခိုင်းတယ်ဆိုတော့အချင်းပါသွားမှဆိုတာမကောင်းမှုနဲ့ပတ်သက်ပြီးတော့မှန်လားပါခင်ဗျာအဲ့တော့ဆုံးဆုံးကဆရာလေးမိကုန်ပြန်ပြီးတော့ကောက်ရရင်တရားထုတ်တဲ့အခါမှာထိခိုင်းမှုရှိမရှိဆိုတာကယဟန်နဲ့လူနဲ့နဲ့နဲ့ကွဲတာပေါ့နော်လူတွေမှာကြတော့တရားအထုတ်တဲ့အခါမှာဒီ တီလာကိုချက်ချင်းစောက်တီလိုက်လို့ရတယ်မှန်ပါပါဘုရားလူတွေမှာကယဟန်ကမှာကျတော့အဘက်ဖြေရတယ်မှန်ပါပါအဘက်ဖြေပြီးမှတီလာစင်ကြယ်တယ်လူတွေမှာကအခုချက်ချင်းစောက်တီလိုက်ရင်အခုချက်ချင်းတီလာစင်ကြယ်တယ်ဒါကြောင့်ဦးဇင်းတို့တရားအထောက်ခံနေမှာရိတ်တာတွေမှာငါးပါးတီလာချက်ပါးတီလာယူခိုင်းကြတာလေအရင်တုန်းကဘလို့ပဲနေခဲ့နေခဲ့ရိတ်တာကိုရောက်ပြီးဆိုရင်တီလာပြန်ယူခိုင်းတယ်မှန်ပါပါအဲ့ဆိုရင်အဲ့ဒီအခိုက်အတန့်မှာသူဒီတီလာဝိတုဒ္ဓတီလာစင်ကြယ်သွားတယ်မှန်ပါပါအဲ့ဒီမှာသူတရားကိုနိမ့်မှန်လမ်းမှန်နဲ့စူးစမ်းအထောက်လိုက်မယ်ဆိုရင်တော့တရားရနိုင်တယ်ပေါ့မှန်ပါပါအဲ့လိုမျိုးပါဟုတ် ဝိပတိတာရလေးလည်းထဲမိတ်ပြီးတော့အေးဟုတ်တယ်ဟုတ်တယ်ဝိပတိတာရဆိုတာသူကစောစောကပြောခဲ့သလိုပဲသူကတီလာဘာဖြစ်လို့လိုအပ်တယ်လဲတချို့တီလာပယ်တဲ့သမားတွေဥစ္စာတွေ့ဘူးတယ်မှန်ပါပါဟိုဖြစ်ပြက်ရှုဖို့ကလိုရင်းပဲတီလာမလိုဘူးတီလာမလိုဘူးညာအဓိကပဲဆိုတာလိုတယ်ပေါ့နော်ဘာဖြစ်လို့တီလာလိုတယ်လဲဆိုတော့ဥစ္စာတို့စာပေထဲမှာအဲ့ပရိဝါပါဠိတော်ထဲမှာပေါ့ဒီဝီနီလို့ခေါ်တဲ့တီလာဘာလို့လိုတယ်လဲဆိုတော့ဝိပတိတာရမဖြစ်အောင်မှန်ပါပါဗျာနော် တရားထုတ်တဲ့အခါမှာစိတ်ကြည်လင်နေဖို့လိုတယ်စိတ်ချမ်းသာနေဖို့လိုတယ်အဲ့တော့တိနာစင်ကြယ်နေမှသာလျှင်အာဝိပရိသနာလို့ခေါ်တဲ့စိတ်နှလုံးမသာမယာမဖြစ်မှာမှန်ပါဘူးစိတ်ကြည်လင်နေမှာစိတ်ကြည်လင်ကဘာဖြစ်လဲဆိုတော့အဲ့မှာကာယပတ္တိတို့နော်စိတ်တပတ္တိတို့ဆိုတဲ့ငြိမ်းချမ်းမှုတွေဖြစ်လာမှာမှန်ပါပါအဲ့ဒီနောက်ကမှမှာဒုက္ခတို့ဘာလို့ဖြစ်လာမှာလဲမှန်ပါပါနော်ဒုက္ခတို့ပတ္တိတို့ဖြစ်ပြတဲ့အခါကျမှအဲ့ဒီမှာ ဒီတမာရီတွေစိတ်တွေတည်ကြည်မှုတွေဖြစ်လာမယ်မှန်ပါပါတည်ကြည်မှုတွေဖြစ်ခါကြမှာဝိပဿနာဉာဏ်လေးဆိုတာပေါ်လာတာမှန်ပါပါအဲ့တော့အကြောင်းကျိုးကဆက်နွယ်နေတာပေါ့စိတ်ကြည်လင်မှုကြောင့်သာတမာရီဖြစ်မယ်တမာရီကြောင့်သာပညာဖြစ်လာမယ်မှန်ပါစိတ်ကြည်လင်မှုမရှိရင်တမာရီမဖြစ်ဘူးတမာရီမဖြစ်ရင်ပညာမဖြစ်ဘူးဒါကြောင့်တီလာဆိုတာလိုအပ်တယ်လို့ဆိုလိုတာမှန်ပါပါအဲ့တော့ဘုရားလက်တက်ကပြောနေကြတာအဲ့တန်တတိအမှတ်ကြီးလို့ဘာလို့ပြောကြတာပေါ့နော်တန်တတိအမှတ်ကြီးလို့ကဥက္ကဋ္ဌတိညူပုဂ္ဂိုလ်လို့ခေါ်တယ်အလွန်ဉာဏ်ထက်တဲ့ပါရမီရှင်ကြီးတွေဖြစ်တယ် ်ခန္ဓာတပုံးနဲ့တရားရနိုင်တဲ့ပုဂ္ဂိုလ်အစအတန်းစားထဲမှာပါတယ်အဲ့တော့သူတို့ဒီငကိုတော့ကတော့ဒါသီလမစင်ကြယ်ဘူးအရက်ဒီမူးနေတယ်တဏ္ဍီအမကြီးတို့ကတော့အရက်ဒီတောက်နေကြတယ်အဲ့တော့ဖះနဲ့တွေ့သွားတဲ့အခါမှာသူတို့ဒီတိုင်တယ်မှာဖះတရားနိုင်ရင်နိုင်ရင်လည်းဒီအရက်တောက်တာကိုဆွန့်လွတ်လိုက်တဲ့စိတ်ဖြစ်သွားပြီမှန်လားပါအဲ့ဒီအချိန်မှာသူတို့ရဲ့တဏ္ဍီမှာသီလတည်သွားပြီမှန်လားပါဗျာဘယ်သူမှမမြင်လိုက်ဘူးဒါတရားမနာခင်တော့မူးနေတာကိုပဲမြင်တာမှန်လားပါတရားနာတဲ့အချိန်မှာသီလကိုဆွန့်တင်တာဘယ်သူမှမသိလိုက်ဘူး ဲ့လိုမျိုးသူကအခိုက်တန်းလူတွေကသီလစောက်တည်ခွင့်အမြဲနဲ့သူကမှန်ပါပါဗျာအဟံပန္နီသီတရဏီနဲ့ဆိုစရာမလိုစိတ်ထဲကဒါဘုံငါမလို့တော့ဘူးစောက်တည်မယ်ဆိုတာနဲ့ဆုံးနေချက်နဲ့ဆုံးနေချက်ချလိုက်တာနဲ့သီလရသွားပြီအဲကြောင့်တရားတထိုင်ထဲမှာတော့စောက်တည်လို့ရတယ်သူကအဲကြောင့်တဏှတိအမှန်ကြီးတို့ကအဲ့လိုမျိုးတရားဒီမြတ်စွာဘုရားထံမှာတရားနာလိုက်တဲ့အချိန်မှာသီလစင်ကြယ်မှုကဖြစ်သွားပြီပြီးမှတရားနာရင်လည်းဆက်ပြီးတော့ရှုမှတ်လိုက်တဲ့အခါမှာတထိုင်ထဲမှာယဟန္တာတွေဖြစ်ကုန်ကြတာပေါ့ ဆိုတော့အဲ့တော့အဲ့တော့မှကျတော့ဩဂရိတ္တညပုဂ္ဂိုလ်လို့ခေါ်တယ်မှန်ပါပါဒီနေ့ခင်ဗျာကအဲ့လိုပုဂ္ဂိုလ်လုံးဝမရှိတော့ဘူးအဲ့ဘုရားတစ်ဆက်မှာကုံသွားပြီအဲ့ဒီပုဂ္ဂိုလ်တွေကပုဂ္ဂိုလ်၄ယောက်မှာအဲ့ဒီဩဂရိတ္တညပုဂ္ဂိုလ်နဲ့ဝိပဿတ္တညပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်၂ယောက်ကဘုရားလက်ထက်မှာအကုန်ကုံသွားပြီမှန်ပါပါဒီဘက်ခင်ဗျာကနှစ်ယောက်ပဲကျန်တော့တယ်နေရပုဂ္ဂိုလ်နဲ့ဗဒပရမပုဂ္ဂိုလ်မှန်ပါပါတရားကျင့်မှရတဲ့ပုဂ္ဂိုလ်ပဲကျန်တော့တရားနိုင်ုံသက်သက်နဲ့မရနိုင်တော့မှန်ပါပါအဲ့တော့ကျင့်မှရတဲ့ပုဂ္ဂိုလ်တွေကြတော့ဒါဥစဉ်တို့အချိန်ပေးပြီးကြည့်ရမှာမှန်ပါပါအချိန်ပေးပြီးကြည့်ရမှာဖြစ်တဲ့တော့ကြောင့်သီလကလုံးဝလိုသွားတယ် တိနစင်ကြယ်မှာစိတ်စင်ကြယ်မယ်စိတ်စင်ကြယ်မှာခုနတမာတိဖြစ်ပြီးတော့ဝိပဿနာပညာနေတိုးတက်မှာပေါ့မှန်ပါလားကိုကကျင့်ရမယ်မျိုးဆက်မှာကိုကပါနေတာကိုမှန်ပါလားအဲကြောင့်မိမိဒီဩဂတိတညူပုဂ္ဂိုလ်ဆိုရင်တော့တမျိုးပေါ့နော် sorry နေ့ခမတော့အဲ့ဒါလုံးဝမရှိတော့ပါဘူးဒါကြောင့်တိနကိုဖြစ်ကျင့်ဖို့လိုအပ်ပါတယ်လို့နော်ဟုတ်မှန်လားပါဗျာ ဟိုကသူတို့ကအာယတိန်တန်ဝရနဲ့စိတ်ထဲမှာတွတ်တူတူဆုံးဖြတ်ချက်ချလိုက်တဲ့ဟာကမသိနိုင်တဲ့ခါကျတော့အဲ့ဒါကိုမပါဘူးထင်သွားတာဟုတ်တယ်တိလက်မပါဘူးလို့ချလိုက်တာမှန်ပါပါခင်ဗျာဟုတ်တယ်တကယ်တော့အဲ့မှာစောက်တည်လိုက်ပြီသူတို့ကပါပဲမင်းဟုတ်တယ်အဲ့တော့ဘုရားလက်ထက်ကအဲ့လိုတရားနာရင်းနဲ့တရားရတယ်ဆိုတဲ့ပုံစံတွေအားလုံးအဲ့တိုင်းပဲရှိတယ်မုတ်ဆိုးတယောက်လည်းရှိသေးတယ်တငါလည်းလည်းရှိတယ်မှန်ပါပါခင်ဗျာသူတို့အားလုံးကဘုရားနဲ့မတွေ့ခင်တော့တိလက်မလုံကြဘူးဘုရားနဲ့တွေ့ပြီတရားနာတဲ့အချိန်မှာတိလက်လုံသွားပြီမှန်ပါ လူသီလနဲ့ယဟန်သီလအဲ့မှာကြွားတယ်ယဟန်တော်ဒီမှာကျတော့သီလကျိုးရင်စိတ်ကဆောက်တည်လို့မရအောင်အဘက်တွေကုစားရအောင်အဘက်တွေဖြည့်ရအောင်မှန်ပါပါယဟန်လူမှာကျတော့ဆောက်တည်လိုက်တာနဲ့ပြန်စင်ကျဲသွားတယ်အခုပြက်ပြီးအခုပြန်ဆောက်တည်လို့ရတယ်အဲ့လိုမျိုးဟုတ်အဲ့တော့ဘုံလူတွေကြတော့အဲ့ဒီလိုစောင့်တည်ဖို့လွယ်ကူတဲ့ခါကြတော့တို့အတ္တနုဝါဒပဲသင်ဖို့တို့ကကြတော့နည်းနည်းအာခက်တာပေါ့ရဟန်းနေပါဆိုရင်တော့အတ္တနုဝါဒပဲ ဲ့ဆိုအဲ့ဒီဘေးလေးလည်းမိန်တော်မူပါအောင်ဖေ။အဲ့လေသူကတိလမလုံးလို့ရှိရင်သူကအတ္တနုဝါဒပေပရာနုဝါဒပေဆိုတာရှိတော့မှန်ပါပါဗျာ။မိမိကိုယ်ကိုအပြစ်တင်တာလေ။မှန်ပါပါ။ဘယ်သူမှတိတိမသိတိကိုတော့တိတာကိုမှန်ပါပါ။ကိုတိတဲ့အခါကျတော့ငါ ဒီအဖြစ်ကိုလွန်ကျူးမိသွားပြီဆိုတော့ကိုယ့်ကိုယ်ကိုနှလုံးမသားမယားဖြစ်နေတာမှန်ပါပါအဲ့တော့ပရဏုပါဒဘေးဆိုတာသူများအမြင်မှသိမှသူများကိုယ်ဆွဆွဲမှလေအဲ့တော့အတ္တနုပါဒဘေးကတေချာတယ်တေချာပေါက်တော့တေချာပေါက်ဖြစ်တယ်အဲ့တော့ခရိယန်တွေမှာလို့ပေါ့ခရိယန်တွေမှာသူတို့အဖြစ်တွေလုပ်ပြီးပြီဆိုရင်ချက်ချောင်းကိုသွားပြီးတော့ဖာတာကြီးဒီစီမှာဝန်ခံလိုက်တာပေါ့နော်ဒါသူတို့ဗုဒ္ဓနိလန်းကြတကယ်တော့ကုစားလိုက်တာပဲတကယ်တော့စိတ်ကိုဖြေလိုက်တာပဲတကယ်တော့မှန်ပါပါခင်ဗျပေါ့သွားတာလေစိတ်ပေါ်သွားတယ်တကယ်တော့သူတို့ဗုဒ္ဓနည်းစရာလေးယူရင်ယူထားမှာဦးသိထင်တာတစ်ခါတစ်ခါကြာရင်ပေါ့နော်ဟုတ်အပြစ်ကြည့်သွားတာတော့မဟုတ်ဘူးတကယ်တော့ ီလိုဝန်ခံလိုက်တော့အပြင်ပေါ့သွားတယ်ပေါ့သွားတဲ့အကြောင်းနောက်တဲ့ရေရဲဝန်တခြားဒုတိယခြေရာကြီးဆက်လုံနိုင်သွားတာပေါ့ပေါ့ရလားပေါ့ဝါရဏမဟုတ်ဘူးခုနကဟိုကတော့ confession အဲ့မှာဟုတ်အဲ့တော့ယဟန်တော်ဒီမှာလဲအာဘက်ဖြေတယ်ဆိုတာအဲ့ဒါလေမှန်တော့ပါဗျာကို အာဘတ်တစ်ခုတင်တယ်ကယန်းတော်တပါညတာစားလိုက်တယ်ပေါ့အာဘတ်တင်သွားတယ်ပြင်ယဟန်တပါစီသွားပြီးတော့ရှင်မရတပည့်တော်ဒီညတာစားမိတော့အာဘတ်တင်သွားပါတယ်ဒီအဖြစ်ကိုရှင်မရကိုဝန်ခံပါတယ်ဟိုကမေးတယ်ရှင်မရအဖြစ်ကိုမြင်လားမြင်ပါတယ်ဗျာနောက်တခါဆောင်းစီမှာဆောင်းစီပါမယ်ဗျာဆိုဝန်ခံကတိပေးလိုက်တယ်အဲ့တော့ဘုကသာဓုရှင်ဗျာဆိုပြီးတော့သာဓုခေါ်လိုက်တယ်ဗျာသာဓုစိတ်ထဲမှာပေါ့သွားတယ်ဒီအဖြစ်ပြောက်သွားတာတော့မဟုတ်ဘူးမှန်ပါပါနော်တချို့ကထင်တာကယဟန်တော်ဒီအာဘတ်ဒေသနာကြားလိုက်ပြီးအာဘတ်ဖြေလိုက်လို့ရှိရင်ဒီအာကုတ္တတွေကြည်သွားတယ်ထင်တာမကြည်ပါဘူးကောနော်အာကုတ္တပါမကြည်ပါဘူး ။ तू อ่ะဝင်းဒီသဘောအရာကဒါ సై ကိုသဘောပေါ့နော် సైకాలజీ သဘောအရာကစိတ်ကို ဖွင့်ဟလိုက်တဲ့သဘောပဲ။မှန်ပါပါဗျာ။ तू อ่ะမြတ်စွာဘုရားဟောထားတာရှိတယ်။ဟိုအဘက်တွေတင့်ထားပြီးတော့အဲ့လိုဖွင့်ဟဝမခံတဲ့ပုဂ္ဂိုလ်ကနော်မနက်ဆရာလေးပြောတယ်တရက်စားလဲချက်တယ်တရက်စားလဲချက်တယ်ဆိုတာမကောင်းမှုတွေဆက်ပြီးတော့လဲမထူးဆက်ခင်းတာ။မှန်ပါပါ။မထူးဆက်ခင်းတာ။ နောက်ထပ်လှုပ်ချင်တဲ့စိတ်တွေဖြစ်လာနောက်ထပ်လှုပ်ဖြစ်သွားတယ်ပေါ့မှန်ပါပါခင်ဗျာစင်ကြယ်နေတဲ့ပုံကကြတော့သူကငါစင်ကြယ်တာလေးကိုအထိမခံရှင်ဘူးအပုံးဘက်မခံရှင်ဘူးအဆုံးထိမခံရှင်ဘူးမှန်ပါပါခင်ဗျာအဲ့ဒါကြောင့်သူကထိန်းထားဖြစ်တယ်အဲ့ကြောင့်မဆရာဘုရားကကို့မှာအပြစ်ရှိတယ်ဆိုမဖုံးထားနဲ့ဝန်ခံလိုက်ဝန်ခံလိုက်လို့ရှိရင်စင်ကြယ်သွားတယ်အဲ့ဒါနောက်ထပ်အသက်ထပ်မလှုပ်ဖြစ်တော့ဘူးမှန်ပါပါခင်ဗျာဦးဇင်းကကြုံဘူးတယ်တချို့ဦးဇင်းတွေအဲ့လိုမျိုးဟိုကြောက်ဦးဇင်းတို့ကြောက်နိုင်စီမှာလာပြီးတော့အားပဲလာဖြစ်တယ်ဦးဇင်းတို့ချို့အဲ့ဒါကြုံလို့မေးဘူးတာလည်းရှိတယ်သူတို့ပြောတယ် ဟိုအဘဘနကုသင်းနေဆိုတော့ဘနကုဘနကုသင်းနေပြုတ်ပြရပေါ့အရေးတက်များတယ်ပေါ့မှန်ပါပါဗျာပြုတ်ပြရမဖြစ်လို့အဲ့တော့အဲ့လောက်များသွားတယ်လေဆိုတော့သူကစုထားထားတယ်ပြော ဆုတ်ထားတာပေါ့မထူးပေါ့နော်ဒီအဘက်တင်တော့လဲငါသွားပြီးတော့ဝက်ဆောက်တည်ရမှာပဲအဘက်ဖြေရမှာပဲဆိုတော့နောက်လဲသင်အောင်မှာပဲဆိုတော့အဲ့တော့မကူစားသေးဘဲနဲ့ဆုတ်ထားလိုက်တာပေါ့တနည်းလောက်တနည်းလောက်ဆုတ်ထားလိုက်တယ်ပြီးပြီတနည်းလောက်ပေါင်းထားတဲ့ဟာကိုအဘက်ဖြေမယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်ဆိုတော့ဟိုအကင်းသာသူစင်ကြယ်နေမယ်ဆိုရင်နောက်ထပ်လုံမကြည့်ဖို့အတွက်ကိုစဉ်းစားဖြစ်သွားမယ်မှန်ပါပါခင်ဗျာဒါကြောင့်သူပြောတာဟုတ်စရတာမှားနေတယ်လေလို့တစ်ခုသင်တစ်ခုကူစားလိုက်ရမှာလို့မှန်ပါခင်ဗျာဟုတ်တော့ငါ့မှာမထူးပါဘူးသင်ထားပြီးသားပဲလေနောက်လဲလောက်ရမှာပဲဆိုတော့လောလောကူကူလုတ်ဖြစ်သွားတာပေါ့လို့ဆောင်းစည်းမှုကအားနေသွားတာပေါ့လို့ တိုင်ကမစ္စဘုရားကအတ္တပြအောင်စင်းတို့အပြစ်ဖြစ်လို့ရှိရင်ဝန်ခံလိုက်မှန်ပါပါအဲ့လိုဆိုရင်ပေါ်ပါပြီးတော့နောက်ထပ်မလို့ဖြစ်တော့ဘူးအဲ့တော့ခရိယန်တွေကအဲ့ဒီနိစ္စကိုကျင့်သုံးလိုက်တာပဲမှန်ပါပါဘုရားတို့ဖာသားကြီးစီမှာသွားဝန်ခံလိုက်တော့ပေါ်ပါသွားတယ်တို့အဲ့တော့စိတ်တို့ဒီပေါ်မှာကုတ်ကုတ်ဆတ်မဖြစ်တော့မှန်ပါပါနောက်သားရပြီမနေတော့မစ္စဘုရားလည်းအဲ့ဒါလက်မခံဘူးမကောင်းမှုလုပ်ပြီးနောက်နောက်ပြန်မရနိုင်တော့လူတွေဟာလေတမင်သက်သက်တိလို့လုတ်ခဲတာပဲဖြစ်ဖြစ်မတိလို့လုတ်ခဲတာဖြစ်ဖြစ်မကောင်းမှုတွေချစ်တက်တယ်ဘယ်တော့မှပြန်မတွေးနိုင်တော့တွေးလို့ကောင်းတဲ့ထက်မှာအဲ့ဒါမပေါ့ဘူး နော်ကုသိုလ်ကိစ္စကိုဒါခဏခဏပြပြန်တွေးရတယ်အဲ့ဒါတမသတိပြတယ်တမတမဗရန်လေးပါဟုတ်တယ်မှန်ပါပါဗျာကုသိုလ်ကိစ္စဆိုလို့ရှိရင်ပြပြန်တွေးမှန်ပါပါတချို့ကတော့မတွေးနဲ့ဥပါဒဏ်ဖြစ်တယ်အဲ့ဒါလည်းမဟုတ်ဘူးလားလဲမှားတယ်မှန်ပါပါကုသိုလ်တွေကပြန်တွေးကောင်းတဲ့ထဲမှာပါတယ်မှန်ပါပါဗျာဟိုစာကနုတတိလို့ဆိုတာအဲ့ဒါပဲလေကိုလှုပ်ထားတဲ့ဥစ္စာကိုပြန်တွေးခိုင်းတာအဲ့ကြောင့်ကုသိုလ်တွေကပြန်တွေးကောင်းတဲ့ထဲမှာပါတယ်တွေးဒါကြောင့်ဦးဇင်းတို့ဟိုဘယ်လိုခေါ်မလဲဆိုတော့တချို့ဟို မတန်းလေးတွေလောက်ထားတာကြီးတယ်အလူမတန်းလေးလောက်ထားတာကြီးတယ်သူများကိုကြွားဖို့မဟုတ်ဘူးစာကောင်တို့တတိပွားဖို့အတွက်စာကောင်တို့တတိပွားဖို့အတွက်ဟောငါတို့ဘယ်တော့မှဘယ်လိုလုပ်ခဲ့တယ်ကြာနိုင်ရင်မေ့တယ်လူဆိုတာကပြန်ကြည့်လိုက်တဲ့ခါကျမှဓာတ်ပုံမတန်းလေးတွေကြည့်လိုက်တယ်အလူမတန်းလေးတွေကြည့်လိုက်တာကြောငါတို့ဒါတွေလုတ်ခဲ့တာပဲဆိုတော့ပြန်တတိရလာတယ်အဲ့ဒီတုန်းကလုတ်ခဲ့တဲ့ပုံရိပ်ကလေးတွေပြန်ပေါ်လာတယ်တဆာကောင်တို့တတိပွားနေတာလေနော်အဲကြောင့်ကုသိုလ်ကောင်းမှုကဆိုတော့မေ့ပြတ်ထမမပါဘူးအကုသိုလ်တွေကမေ့ပြတ်ထမမပါတယ်ပြန်မတွေးရအောင် တော့အကုသိုလ်တွေကိုပြန်ပြန်တွင်းနေအဲ့ဒီအတွေးကြောင့်ပဲအပယ်ကြတာမှန်ပါဗျာဒါကြောင့်အကုသိုလ်တွေလုတ်ခဲ့ပြီးပြီဆိုရင်တည်တည်ဖြစ်မတည်တည်ဖြစ်ရင်ဘယ်တော့မှပြန်မတွင်းနဲ့နော်အတွေးတွေပေါ်လာရင်လည်းအဲ့ဒါကိုဖျောက်အဲ့တော့ဘယ်လိုကုစားမလဲဆိုတော့အဲ့ဒီအတွေးတွေကိုဖျောက်ပြီးတော့အတွေးတွေပေါ်လာတိုင်းပေါ်လာတိုင်းငါအဲ့ဒါမျိုးနောက်တစ်ခါမလုတ်တော့ဘူးဆိုတဲ့အဓိဋ္ဌာန်နော်ငါအဲ့ဒါမျိုးနောက်တစ်ခါမလုတ်တော့ဘူးမလုတ်တော့ဘူးလို့အဓိဋ္ဌာန်ရတယ်ပြီးရင်ကုသိုလ်ကောင်းမှုတွေဆက်လုပ်ပါမယ်ဆိုရင်ဒါအကုသိုလ်ကိုကုစားတဲ့နည်းပဲလေ နော်ဒါကြောင့်ဆိုလို့အကုသိုလ်ဆိုတာကပြန်မတွေးကောင်းတဲ့အထက်မှာပါတယ်အဲ့လိုတွေးစရာမလိုအောင်လို့မြတ်စွာဘုရားကရဟန်းတော်တွေကိုအာဘက်ဖြေခိုင်းတာပဲမှန်ပါပါခုနကခရိယာနေဆိုလို့ရှင်တယ်သူတို့ဖာသာဒီစမှာတော့ပြီးတော့ဝန်ခံလိုက်တာပဲမှန်ပါပါအဲ့တော့ဒီအပေါ်မှာသူတို့နောက်နှမရတော့မတွေးဖြစ်တော့ဘူးမှန်ပါပါအဲ့ဒါကြောင့်ဆိုလို့လူတွေမှာလည်းပဲအဲ့လိုမျိုးကောင်းအကုသိုလ်တွေလုပ်ခဲ့ဖို့လေဆိုရင်ဘယ်တော့မှပြန်မတွေးနဲ့တွေးတာအကုသိုလ်ဖြစ်တယ်ကုက္ကုစာဖြစ်တယ်တော့မကောင်းရတာဟုတ် ဟိုလက်နည်းစုံမှာနည်းနည်းလေးဆုံးထင်တာမသိတာပဲမပေါ်ပါဘူးဆိုရင်တော့နည်းနည်းလေးအမဲဆက်လေးကြာနေတိတာတော့တန်ဖို့ထားတာချင်းကွာတယ်လေဟိုညစ်ပက်လက်စားနဲ့ဆိုမထူတော့ညစ်ပက်ပဲစေဆိုတော့အဲ့လိုမထူးဆက်တဲ့ချက်ပေါ်မှာဆိုဖြစ်တယ်သူကဒီအခုတော့ပြန်မတွေးတော့ဘူးဆိုတဲ့ဟာကိုတော့တန်မပရန်ကိုတော့လိုရာဆွဲသုံးလိုက်တဲ့ပုံရယ်ဒါပေမဲ့အတိတ်ကအခုတော့ဆိုတာတော့ပြီးပြီးသားကိစ္စတစ်ခုအတွက်ပြန်လဲပြင်ဆင်လို့မရလို့မိဖြစ်တယ်ဆိုတာအဓိပ္ပာယ်ရှိပေမဲ့ ်ပစ္စုပန်နဲ့အနာဂတ်မှာဆက်မားနေဦးမယ်ပြီးမှမိတ်ပြမယ်ဆိုတာမျိုးကြတော့မဟုတ်တော့ဘူးလေဗျာဟုတ်တယ်အမဘရာလိုရဆွဲနေရလိုရဆွဲပြောတာမိတ်တော်ကိုပေးပါဗျာအေးနေဒါမြတ်စွာဘုရားကဟိုအာကုသိုလ်တွေလုတ်ပြီးတော့တွေးပူပန်နေတဲ့ပုံကိုယ်တွေတော့ကိုဟောတဲ့တရားသာဖြစ်တယ်လေမှန်ပါပါတရားဆိုတာကတုတ်တန်တရားဆိုတာကဝိနည်းအိစ္ဆတရားကိုကြည့်ပြီးတော့ဟောတာမှန်ပါပါဒီပုံကိုယ်တွေရဲ့ဇယိုက်ကိုကြည့်ပြီးတော့သူ့ကိုဟောတာတချို့လိုရဆွဲဟောတာတွေတချို့ယူတာတွေအများကြီးရှိပါတယ်ဥပမာဝက်ကလိမထေမြတ်ကိုမြတ်စွာဘုရားဟောတာရှိတယ် ဒီခန္ဓာကိုယ်ပုတ်ကောင်နဲ့ဘာလို့မှလဲအင်းဟုတ်တယ်အဲ့တော့ကိမေပုတိကာယနာဆိုတာဒီခန္ဓာကိုယ်ပုတ်ဘာလို့မှလဲဆိုတော့တချို့ကအဲ့ဒါကြည့်ပြီးတော့ဖျားသွားဖုတ်မနေနဲ့ဘာမှကျိုးမရှိဘူးဟုတ်လားဖျားရှင်တော်မှဒီအပုတ်ကောင်ကိုပဲခိုင်းထားတာပါညာဒါကဝက်ကလေးကတရားအလွန်လွန်ခဲ့ပြီးတော့တရားအမထုတ်လို့သူ့ကိုတရားအထုတ်လာအောင်ပြောနေတဲ့စကားနာဖြစ်တယ်။နေရတကမှာဒါကိုဆွဲယူပြီးတော့ဖျားဖူးစရာမလိုဘူးလို့မလိုဘူးကိုကဥပဒနာအထုတ်ကလိုရင်းတာဖြစ်တယ်လို့မလုပ်ပါဘူးအဲ့ဒါမျိုး။မှန်ပါပါဗျာ။ဒါတရားတက်အောင်ဖျားရတယ်လေဖူးရတာပဲလေ။ဖျားကုံတော်တွေပွားရတယ်ဖျားကုံသွားဖူးရတာတွေရှိတယ်။ ဆိုတော့ဒါဆိုလိုတာကတရားဒေသနာတော်တွေကိုဟိုတရားနဲ့တရားအစ္စတရားမတူဘဲနဲ့ဟောရတာတွေကိုနေရာတကာမှာသွားပြီးတော့အသုံးချလို့မရဘူး။ကာလဒေတာပဲမလား။ခုနကလည်းမြတ်စွာဘုရားကကုက္ကုဆာမဖြစ်နဲ့ဆိုတာကနောက်နောက်ရနေတဲ့လူတွေအတွက်ကိုဟောထားတဲ့တရား။အဲ့တော့ဘာပဲလုံးလုံးပြီးရင်ငါ့ဘာငါမေးလိုက်မယ်ဆိုတာမျိုးတော့အဲ့ဒါမျိုးဆိုရင်တော့သူ့ဟာကမလုခင်ကလေးအကုသဖြစ်နေပြီ။မလုခင်ကလေးအကုသဖြစ်နေပြီ။မှန်ပါပါဘုရား။ဘုရားရဟန်းတော်တွေမှာဆိုရင်ဝီနည်းရှိတယ်လေ။တချို့ဝီနည်းတော်တွေက ဟိုမသိဘူးဆိုရင်မသိဘူးသိမှတင်တဲ့အဘက်တွေရှိတယ်မှန်ပါပါတချို့ဝင်လေးကမသိရအဘက်မသိအောင်အဲ့တော့တချို့အဲ့ဒါမေးလာပြီလေအချင်းများသူမသိတာဘုံမကောင်းဘူးလားပြောတာလားမသိတော့အဘက်မသိဆိုရင်မသိတာဘုံမကောင်းဘူးအဲ့တမင်းတက်ကမသိအောင်နေတာကအပြစ်ဖြစ်နေပြီသူစိတ်ကမယိုးသားတော့ဘူးလေမယိုးသားတော့တမင်းတက်ကမသိချင်အောင်ဆောင်နေတဲ့ဟုတ်စားလေမှန်ပါဒါကြောင့်မြတ်စွာဘုရားကအင်ညာတက်ပံပရိပုစိတက်ပံပရိမေနသိအောင်လုပ်ကိုလုပ်ရမယ်မှန်ပါတမင်းတက်ကသိအောင်မလုပ်ဘူးဆိုရင်အဲ့ဒါအပြစ် အခုလည်းအဲ့လိုပေါ့နော်အပြီးရင်ငါအဘက်ဖြစ်လိုက်မှရဟန်းတော်တယ်ဆိုရင်ပြီးအဘက်ဖြစ်လိုက်မှမရဘူးလေအဲ့ဒီလွန်ကျူးလို့တဲ့စိတ်တဖွာဖွာဖြစ်နေတာကအကုတုဖြစ်နေတာလေမှန်ပါပါအကုတုဖြစ်အနေကတော့ ူကအာယတိန်တာဝရစိတ်ပါကိုပါတယ်မှန်ပါပါအာယတိန်တာဝရမပါပဲနဲ့ရတော့မရဘူးဟုတ်သေးဘူးအဲကြောင့်ခုနအဖြေကမပြည့်စုံသေးဘူးလေဟိုမိတ်လိုက်မယ်ဆိုတာနဲ့မပြည့်သေးဘူးဆိုတာနောက်တစ်ခါမလုတော့ဘူးဆိုတော့စိတ်ကထပ်ပါရအောင်ပါမှန်ပါပါအဲကြောင့်ဦးဇင်းတို့အပြစ်ဖြစ်တဲ့အခါမှာကုစားမုံကုစားနေကနံပါတ်1မိမိရဲ့အပြစ်ကိုမြင်အောင်ကြည့်ရမယ်မှန်ပါပြင်အဲ့ဒီအပြစ်ကိုနောက်တစ်ခါမလုပါဘူးဆိုတာကိုစောက်တည်ရတယ်မှန်ပါပါပြင်ကုသိုလ်ကောင်းမှုလုပ်ရတယ်မှန်ပါပါတုံးချက်သွားရတယ်သူကနော်နံပါတ်1ကမိမိရဲ့အပြစ်ကိုမြင်အောင်ကြည့်ပါမြင်အောင်ကြည့်ရပြင်အဲ့ဒါကို နောက်တခါအိုက်ဒီတမရမလောက်ပါဘူးလို့ဆောင်စီရမယ်နောက်တခါကုသိုလ်ကောင်းမှုနဲ့အစားထိုးရမယ်အဲ့သုံးမျိုးနဲ့သွားရတာမှန်ပါပါအဲ့တော့မေးလိုက်ရင်တသက်နဲ့နောက်နှစ်ခုကြံသေးတယ်မပြေနောက်နှစ်ခုကြံသေးတယ်မပြေဆုံးသေးဘူးเนาะမပြေဆုံးသေးဘူးဟုတ်ဟုတ်ဟိုခုနကဘုံမိန်နာမြတ်စွာဘုရားရှင်ကိုရောပြကြီးရဒီသေးသေးလေးရဆိုရဟာပြောလို့တော့နာစာကုသမှာဆွဲခင်စီဟုတ်တယ်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 မကောင်းမှုမှန်နဲ့တနည်းမှမလုံနဲ့မှန်ပါဘာသာတချို့ကပြောတာပေါ့နော်အခုတော့တင်းတင်းလေးတင်းတင်းလေးကဘာမှမဖြစ်သွားသူက အကျိုးပေးခွင့်ကြုံလာရင်တိတိလေးကလည်းအကျိုးပေးနိုင်တယ်မှန်ပါပါဗျာပေးခွင့်မကြုံရင်တော့မပေးတာမှန်ပါပါဗျာဟုတ်တယ်မီးဆိုတာတိတိလေးဆိုမှလောင်တတ်တယ်လေမှန်ပါပါဗျာအစိတ်ဆိုတာတိတိလေးဆိုရင်ဒုက္ခပေးတတ်တယ်မှန်ပါပါဗျာဒီတိုင်းပဲကုသိုလ်ဖြစ်ဖြစ်အကုသိုလ်ဖြစ်ဖြစ်အခွင့်တိုင်တော့အကျိုးပေးနိုင်တယ်ဆိုရင်တော့တတိရှိတယ်မှန်ပါပါဗျာတချို့အဲ့ဒီသူရမေရိယာနဲ့ပတ်သက်ပြီးပြောကြတာရှိတာကိုသူရမေရိယာဟာဟိုသူများတက်ကိုတက်တာလည်းမဟုတ်သူများဥစ္စာခိုးတာလည်းမဟုတ်ဘူးကိုယ့်ဘာကိုယ့်ပတ်စံနဲ့ကိုယ်ပဲတက်တာအဲ့ဘာဖြစ်လို့အပယ်ကြမှာလဲလို့ချွန်ပေးတာလေမှန်ပါဗျာဘာဖြစ်လို့အပယ်ကြမှာလဲဆိုတော့ အဲ့ဒါမြတ်စွာဘုရားဟောထားပြီးသားဟုတ်တယ်တစ်ချိန်တစ်ခါတောက်ရတဲ့ပြဿနာမရှိပြမှာအာသင်ဝိတံဘာဝိတံဘူလီကတံအချိန်ညာလာခဲ့ရင်မှန်ပါပါဗျာဒီရင်မူးတဲ့စိတ်ကအချိန်ညာလာခဲ့လို့ရှင်အဲ့ဒါအကုသိုလ်ဒုတဲ့ကြီးဖြစ်သွားတယ်မှန်ပါပါအဲ့ဒါအပါယတံဝသနိကအပယ်ကိုကြစေနိုင်တယ်တေချာမောင်းကြမယ်လို့ပြောတာမဟုတ်ဘူးအကိအခွင့်တာခဲ့ရင်အဲ့ဒီအရက်တောက်တဲ့အကုသိုလ်ကအပယ်ကြစေနိုင်တယ်မှန်ပါပါညဒီငမူးစိတ်ကကြစေနိုင်တာပဲမှန်ပါပါအဲ့တော့အချိန်ညာလာခဲ့ရင်ဒါဘုရားစကားခံထားတယ်အာသင်ဝိတံဘာဝိတံဘူလီကတံဘယ်အကုသိုလ်မဆိုလို့နော် အဲ့တော့နင်းနေနေနေအကျိန်များလာခဲ့လို့ချင်းအပယ်ကိုဆွဲချသွားနိုင်တယ်။ဒါပေမဲ့ကုသိုလ်တွေများနေတဲ့ခါကျတော့မသိတာဘူးပေါ့။မှန်လားပါဗျာ။ကုသိုလ်တွေမားမမရှိတဲ့ပုံကကြတော့အဲ့ဒီအကုသိုလ်သေးသေးလေးကပဲဒီကိုဒုက္ခပေးသွားတာပဲ။မှန်လားပါဗျာ။ဒုက္ခပေးသွားတာပဲ။ဟုတ်။ဆိုတော့သေးနေတဲ့ဆိုပေမဲ့အထင်သေးလို့မရဘူးဆိုတဲ့အထက်မှာဒီအကုသိုလ်တွေမဟုတ်ဘဲနဲ့ဒီဘက်ကုသိုလ်ဘက်မှာကြည့်မယ်ဆိုလည်းဘုရားတော်တို့အရှင်စုလပန်ရဲ့ဟိုဒီရှင်မင်းဘွားလက်ကင်ဘွားလေးတစ်ခုတည်းကနေဒီမှာလာပြီးတော့ ထောက်ရတရားဆိုတော့ဆိုလိုချင်တာကုသိုလ်ပဲဖြစ်ဖြစ်အကုသိုလ်ပဲဖြစ်ဖြစ်ဘလောက်သေးသေးလေးဆိုပြီးတော့ကုသိုလ်ကိုလည်းသိငယ်တယ်ဆိုပြီးဘုရားတော်တို့တန်ဖိုးမထားလို့မရဘဲနဲ့အကုသိုလ်ကိုလည်းသိတယ်ဆိုပြီးတော့မှဟိုလွန်လွယ်ကူကူလွန်ကျူးတာမျိုးမဖြစ်စေဖို့အရေးကြီးတာအရှင်သုလကံကိုလေးမိန်တော်မူပေးပါဦးဘုရား အဲ့ဒီမြတ်စွာဘုရားအဲ့ဓမ္မပဒမှာကုသိုလ်ဖြစ်ဖြစ်အကုသိုလ်ဖြစ်ဖြစ်အထင်မသေးဘူးခေါ်ရတာရှိတယ်။မှန်ပါဗျာ။အကုသိုလ်ကလည်းတက်တက်လေးဆိုပြီးအထင်မသေးနဲ့။အဲ့ဒီတက်တက်လေးကလည်းအကျိုးပေးနိုင်တယ်။မှန်ပါ။ကုသိုလ်လည်းတက်တက်လေးဆိုပြီးတော့ချော့ပြီးတော့တွက်ပြီးတော့မလုံဝဲမနေနဲ့။တက်တက်လေးလည်းလုံခွင့်ကြုံရင်လုံ။မှန်ပါဗျာ။နော်အကုန်လုံးကအကျိုးပေးနိုင်တယ်။မနေ့ကဟောတဲ့တမ်းမှာလည်းလာစားနဲ့သမီးလည်းအဲ့ဒါလည်း။လာစားနဲ့သမီးမှန်ပါ။သူဆိုရင်လည်းဘာမှတန်ဖိုးကြည့်တာမဟုတ်ဘူး။သူစားမဲ့ပေါက်ပေါက်စုပ်ကလေးကိုလှူလိုက်တာပဲ။မှန်ပါဗျာ။အဲ့ပေါက်ပေါက်စုပ်ဟာဒါတောတာပန်ဖြစ်လောက်အောင်အကျိုးပေးသွားတာ။မှန်ပါဗျာ။နော်တောတာပန်ဖြစ်လောက်အောင်အကျိုးပေးသွားတာ။အဲ့ဒါဆုလက်ပန်းလည်းအဲ့တိုင်းပဲလေ။ တော့ရဇောဟာရဏရဇောဟာရဏဆိုပြီးတော့သူဘယင်ဘဝမှာဒီအနိစ္စတင်ညာလေးတခုရခဲ့တာလေမှန်ပါပါဘုပ္ပတနာအစင်မဟုတ်ဘူးမှန်ပါပါအဲ့တော့ဘုသူတာတခုနဲ့ပြောရမယ်ဆိုရင်သာသနာ့ဘကာလမှာကတချို့ပြောနေကြတာရှိတယ်အနိစ္စနဲ့ဒုက္ခတော့ရှိတယ်အနတ္တမရှိဘူးဆိုတာတကယ်တော့သုံးပါးတော့မရှိတာမှန်ပါပါ तू ကအပေါ်ယံပဲရှိတာ तू က သဒ္ဒနာဘကာလမှာအနေဆာရဲ့ဒုက္ခရှိတယ်ဆိုတာကအပေါ်ယံအနေဆာဇလုံးအားဖြင့်ပဲရှိရဟုတ်တယ်ဇလုံးအားဖြင့်ဆိုတာဒီဟိုအရာဝိတုတစ်ခုကိုမြင်လိုက်တယ်ပြတ်သွားတယ်အဲ့လိုမျိုးအနေဆာကိုပြောတာပရမတ္ထအနေဆာမဟုတ်ဘူးအဲ့ဒါကဘုရားပေါ်မှာပဲသိနိုင်တဲ့အနေဆာမှန်ပါပါဘာမှန်အနေဆာလူတယောက်အသက်ရှင်ရနေတည်သွားတယ်ဒါအနေဆာသဘောပစ္စည်းတစ်ခုပျောက်သွားတယ်ပြတ်သွားတယ်အနေဆာသဘောအဲ့ဒီသဘောကသဒ္ဒနာဘမှာရှိတယ်မှန်ပါပါဒုက္ခဗိုက်စားတဲ့ဆင်းရဲတွေဟုတ်လားကနယောဂဝေဒနာဆင်းရဲတွေ ဒါရှိတယ်ဒါဒုက္ခရှိတယ်မှန်ပါပါဗျာယုတ်တရားနဲ့တရားတို့ရဲ့ဖြစ်ပြမှုဒုက္ခကြတော့သောသာသနာတွင်မှမမြင်နိုင်တာမှန်ပါပါဗျာဟိုအနတ္တဆိုတာကတော့စကားလုံးတော့မှမကြားရအောင်တို့ကြားရအောင်နော်အဲဒါကြောင့်ဥစဉ်လို့ဟိုတချို့ကလွဲနေတာကအဲ့လိုရောသာသနာဘမှာအနိစ္စဒုက္ခရှိတယ်အနတ္တမရှိဘူးဆိုတာစကားလုံးအနေအဖြစ်သာရှိတာနော်ဟုတ်ပြီနော်အနိစ္စတာဟုတ်တယ်အနိစ္စတာအဖြစ်မရှိဘူးအဲ့တော့အနိစ္စနဲ့ဒုက္ခကြီးသာသနာဘကာလမှာစကားလုံးရှိတယ်အနတ္တကတော့စကားလုံးတော့မှမရှိဘူးနော်အဲ့တော့သာသနာတွင်မှာကျတော့အနိစ္စဒုက္ခအနတ္တသုံးခုလုံးဒီအနိစ္စတာဘိုင်းကစားရှိတယ်ပေါ့ ဲ့တော့ခုနကအရှင်စုလက်ပံကအနိစ္စတင်ညာလေးရပါလားတကယ်ဝိပဿနာဉာဏ်မဟုတ်ဘူးသူ့ဘဝပိုင်းလေးအဖြူကနေပြီးတော့ရွှေတွေနဲ့ညက်ပတ်ပြီးတော့နော်ဆုံးထင်သွားတဲ့အခါမှာငကိုအတိုင်းမဟုတ်တော့ဘူးပျက်စီးခြင်းသဘောဖြစ်သွားတယ်အဲ့ဒါလေးသူ့စိတ်ထဲမှာအံဝေကလေးသဘောချသွားလိုက်တယ်အဲ့ဒီဂျေစုလေးဟာဒီဘက်စုလက်ပံဘဝမှာလာပြီးတော့ကမ္မထံအကျိုးသွားပေးတာပဲလေမြတ်စွာဘုရားကသူ့ရဲ့အဲ့ဒီအင်္ဂလိပ်စရိုက်ကိုမြင်တော်မူတော့ဒါမြတ်စွာဘုရားကသူ့ကိုအဲ့ဒီကမ္မထံပေးတာပဲလေရဇောဟာရဏဒီဘဝပိုင်းလေးကိုနည်း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 ဆိုတော့ ဲ့လိုဘွားကြီးဘွားနဲ့အရင်ဘွားကအထုံလေးကလာထင်တာပဲသူကအရင်ဘွားကလှုပ်ခဲတဲ့ပုံစံတွေကသူကဒီဘွားမှာမောဟတွေအားကြီးလို့ပျောက်ကွယ်နေတာအဲ့တော့ဒီဘက်မှာဒီမောဟကပါသွားတဲ့ခါမှာဒိုင်းကလေးဆိုပြီးတော့အဲ့ဒီညံတွေကလာပွင့်လာပဲအရင်ဘွားကတော့အဲ့လိုသင်္ခါရုဘက်ကညံရအောင်ဒီအထုတ်ခဲ့မှုတဲ့ပုံစံတွေကဒီမြတ်စွာဘုရားလက်ထက်မှာကျွန်တော်တရားတစ်ပုဒ်နိုင်အောင်နဲ့တရားရတယ်ဆိုတော့အဲ့ဒါတွေပဲ တရားနာနေတဲ့ခါမှာသူတို့ရဲ့ဝိပဿနာဉာဏ်တွေကဒလဟောဝင်ပွင့်လာတာပဲဘုံမှာအထုတ်ခဲ့တာ ਉਹ မှန်ပါပါအဲ့လိုအထုတ်ခဲ့တဲ့ခါမှာချက်ချင်းအဲ့မှာဉာဏ်တွေကလာပေါ်တာမှန်ပါပါအဲ့လိုအမထုတ်ခဲ့ဘူးဆိုလို့ရှိရင်ဉာဏ်ကပေါ်ဖို့မလွယ်ဘူးလေအဲ့တော့အရှင်စုလပန်တို့ကအဲ့ဒီလိုပညာဟောင်းလေးရရှိနေတဲ့အတွက်ကြောင့်ဒီမှာလာထင်တာပဲမှန်ပါပါနော်အဲ့ကြောင့်ဘယ်ဟာမဆိုအကုသိုလ်ကိုလည်းထင်မသေးနဲ့ကုသိုလ်ကိုလည်းထင်မသေးနဲ့အခွင့်အတိုင်းအဲ့ဒါတွေအားလုံးအကျိုးပေးနိုင်တယ်မှန်ပါပါဟုတ်